ဒီကနေ့စက်တင်ဘာလ28ရက်နေ့ဟာကမ္ဘာအာကာသတမိုင်းမှာအရေးပါတဲ့မှတ်တမ်းတစ်ခုစိုက်ထူခဲ့တဲ့နေ့ဖြစ်ပါတယ်။ဒီနေ့ဟာလွန်ခဲ့တဲ့2008ခုနှစ်စက်တင်ဘာလ28ရက်နေ့မှာ SpaceX လို့ခေါ်တဲ့ပုဂ္ဂလိကအာကာသနည်းပညာကုမ္ပဏီကဒီထွင်ထုတ်လုပ်ထားတဲ့ Falcon 1 Dome Dan ဟာကမ္ဘာပတ်လမ်းကြောင်းကို ပထမဆုံးအကြိမ်အောင်မြင်စွာရောက်ရှိခဲ့တဲ့နေ့ပဲဖြစ်ပါတယ်။ SpaceX ကိုတီထောင်သူ Elon Musk ရဲ့ယူမန်ချက်က အာကာသခရီးသွားလာရေးကိုကုန်ကြစီရဲ့တတစီပြီးနောက်ဆုံးမှာလူသားတွေကိုဂျူးတလုံးမှာနောက်တလုံးကိုရွှေပြောင်းနိုင်အောင်လှုပ်ဆောင်မှုဖြစ်ပါတယ်။ဒါပေမဲ့သူ့ရဲ့စောပိုင်းလမ်းခရီးဟာကြမ်းတမ်းလာပါတယ်။ Falcon 1ဟာ SpaceX ရဲ့ပထမဆုံးဒုံမြင့်ထိပ်ပြီးလေးချိန်မြောက်ပစ်လွတ်မှုမတိုင်ခင်အထိရှေ့ကပစ်လွတ်မှုအသုံးချိန်စလုံးဟာမအောင်မြင်ခဲ့ပါဘူး။အဲ့ဒီအချိန်တုန်းကကုမ္ပဏီမှာငွေကြေးအခက်အခဲတွေနဲ့ရင်ဆိုင်နေရပြီး ဒီစတုဒ္ဒချင်းပြုလုပ်မှုဒါထပ်မံကြာရှုံးခဲ့မယ်ဆိုရင် SpaceX ဟာလုံးဝပြတ်သုံးသွားနိုင်တဲ့အခြေအနေမှာရှိခဲ့တာပါ Elon Musk ကိုတိုင်လည်းသူ့ရဲ့ကိုပိုင်ငွေကြီးအားလုံးဒီပါကိုဒီကုမ္ပဏီထဲမှာယင်းနှိမ့်နိုင်ထားခဲ့ပြီးသားဖြစ်ပါတယ်ဒါပေမဲ့နောက်ဆုံးကြိုးပမ်းမှုအဖြစ်2008ခုနှစ်စက်တင်ဘာလ28ရက်နေ့မှာ Marshall Jones Marshall Islands က Omelek Jones ကနေလွတ်တင်ခဲ့တဲ့ Falcon 1 Flight 4ဟာနောက်ဆုံးမှာတော့အခက်အခဲအားလုံးကိုကျော်လွှားနိုင်ခဲ့ပါတယ် အဲ့ဒီနေ့မှာပဲ Falcon 1တုံးပြန်ဟာလေ့ကျင့်ရေးဝင်ကိုတည်ဆောင်ပြီးကမ္ဘာပတ်လည်ကြောင်း LEO ကိုပထမဆုံးအကြိမ်အောင်မြင်စွာပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ဒီအောင်မြင်မှုဟာတမိုင်းမှာမက်တန်တင်ရစရာအချက်နှစ်ချက်ကိုထည့်ဆည်းခဲ့ပါတယ်။ကမ္ဘာပထမဆုံးပုတ်ကလစ်ကကုမ္ပဏီတစ်ခုကနေကိုရိုင်းယမ်မွန်ရှာပြီးလောင်စာရေးအပြည့်စုံသုံး fully liquid fueled ဒုံးပြန်ကိုကမ္ဘာပတ်လည်ကြောင်းစီ အောင်မြင်စွာပို့ဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ဒီအဖြစ်အပျက်က SpaceX ကိုကဲတင်ပြီး ကွန်မြူနီကိုရန်မုံအသက်တွေနဲ့လုံလောက်တဲ့ယုံကြည်ချနိုင်မှုတွေရရှိစေခဲ့ပါတယ်။ဒီအောင်မြင်မှုဟာ SpaceX ရဲ့နောက်ပိုင်းမှာထစ်ပေါ်လာမယ့် Falcon 9လို့နာမည်ကျော်တုံးပြန်တွေနဲ့အာကာသရဲကိုလူသားတွေပို့ဆောင်ပေးတာလိုမျိုးကြီးမားတဲ့တိုးတက်မှုတွေရဲ့အခြေခံအုတ်မြင်ထစ်လာခဲ့ပါတယ်။စက်တင်ဘာလ28ရက်နေ့ဟာတခစ်ကိုပြောင်းလဲစေခဲ့တဲ့မဆိုနက်မဲ့စူးစမ်းမှုရဲ့ရလဒ်နဲ့ယူကြည်ချက်ကိုတတ်တည်ပြခဲ့တဲ့ SpaceX ရဲ့အာကာသခေတ်ဦးတမိုင်းတမိုင်းတစ်ခုအဖြစ် ယနေ့အထိအမှတ်ရတင်စရာဖြစ်နေစေပါမယ်